မြန်မာနိုင်ငံကိုတန်ရုံးစင်ရှိပေမဲ့ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီးဖြစ်တဲ့မိုရီဆာကီဝင်မြန်မာပြည်သူတွေကချစ်စနိုးနဲ့အဝင်လို့ခေါ်ကြတဲ့မိုရီဆာကီဝင်ကတော့မြန်မာပြည်သူတွေနဲ့အဆက်ပြတ်နေခဲ့တာကအတော်ကြာခဲ့ပါပြီ2021ခုနှစ်နောက်ပိုင်းကလည်းမြန်မာပြည်သူတွေရှေ့ကနေပျောက်ချင်းမလားပျောက်သွားခဲ့ပြီးတော့ဂျပန်မြန်မာပဲတောက်ပနေတဲ့မိုရီဆာကီဝင်ကဒီရက်ပိုင်းကျမှာတော့ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီးဖြစ်တဲ့အကြောင်းအလုံးကိုထုတ်ပြောလိုက်ပါတယ်မိုရီဆာကီဝင်ကတော့အောက်တိုဘာလ28ရက်နေ့က NHK Italy ရုပ်သံလိုင်းရဲ့ Hot Nut TV အစီအစဉ်မှာပါဝင်ခဲ့ပြီးတော့ဂျပန်နိုင်ငံသား ဖြစ်တရားဝင်ခံယူပြီးဖြစ်တဲ့အကြောင်းပြည်သက်တီကိုအသိပေးလိုက်ပါတယ်။ဂျပန်နိုင်ငံမှာပါနာမည်ကြီးတဲ့မိုရီဆာကီဝင်းကဂျပန်နိုင်ငံသားဖြစ်ခံယူရာကိုမြန်မာပြည်သက်တီကတော့အံ့ဩနေကြပါတယ်။မြန်မာနိုင်ငံမှာအစဉ်ပြေစဉ်ကာလမှာတော့လူအများကြီးအချစ်တွေကိုရယူခဲ့ပေမဲ့အခုတော့ဂျပန်နိုင်ငံသားဖြစ်ခံယူလိုက်တာကြောင့်သူ့ကိုအံ့ဩနေကြပါတယ်။ဒါပေမဲ့သူမှလည်းအခက်အခဲတွေဆိုတာရှိနေပြီးသားဖြစ်ပြီးတော့မြန်မာနိုင်ငံသားဖြစ်ဆက်လက်ရပ်တည်မယ်ဆိုရင်တော့ပြည်ပခီးသွားလာရဲ့အခက်အခဲတွေရှိလာနိုင်မယ်လို့လည်းရှင်းပြခဲ့ပါတယ်။သူတက်တော့အမှုပညာအလုပ်တွေအတွက်ဂျပန်မှာပဲနေထိုင်နေတာကပို့ပြီးတော့အဆင်ပြေမှာဖြစ်တဲ့ ြင်နေထိုင်လာတဲ့တက်တန်းကလည်း25နှစ်ရှိသွားပါပြီ။ဒါကြောင့်မိုရီဆာကီဝင်းကဂျပန်နိုင်ငံသားဖြစ်ခံယူလိုက်ခါသူ့ရဲ့အမှုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်သွားမှာပါ။မိုရီဆာကီဝင်းကဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်ကြကမြန်မာနိုင်ငံကိုပြစ်ပယ်တာတော့မဟုတ်ပဲမြန်မာပြည်သက်တွေကိုလည်းမမိသွားပါဘူးလို့ဆိုပါရယ်။မြန်မာနိုင်ငံမှာငြင်းချမ်းသွားတဲ့အခါပြန်လာပြီးတော့ဖြိုပြပေးဖို့လည်းရွေးထားပါရယ်။မိုရီဆာကီဝင်းကမြန်မာပြည်သက်တွေရဲ့ရှေ့ကနေပျောက်ကွယ်နေလို့သူ့ကိုမိနေကြတဲ့သူတွေတောင်ရှိပါရယ်။ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီးမယ်သူ့ရဲ့စိတ်ထဲမှာတော့မြန်မာဆိုတာပျောက်ကွယ်သွားမှာမဟုတ်ပဲမြန်မာလူမျိုးဖြစ်တဲ့ ယ်ဆိုတာကိုလည်းဘယ်တော့မှမမေ့ဘူးလို့ရှင်းပြခဲ့ပါတယ်။မိုရီဇာကီဝင်းကမြန်မာမိဘတွေကရန်ကုန်မှာမူဖွားခဲ့တာဖြစ်ပြီးတော့ဂျပန်ကိုအသက်၉နှစ်အရွယ်မှာရောက်ရှိလာခဲ့ပါတယ်။ဂျပန်မှာ25နှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်တဲ့နောက်ဂျပန်နိုင်ငံသားဖြစ်ခံယူလိုက်ပါတော့တယ်။မိုရီဇာကီဝင်းကတရုတ်ဆောင်အဖြစ်လက်အောင်မြင်သလိုအစိုးရအဖြစ်လည်းလူသိများပြီးတော့ဂျပန်မှာလည်းတရုတ်ဆောင်စုတွေကိုရထားသူဖြစ်ပါတယ်။မြန်မာပြည်မှာမူဖွားပြီးတော့ဂျပန်နိုင်ငံမှာအောင်မြင်နေတဲ့အဝင်အကျွေးမြန်မာပြည်သူတွေကလည်းဂုဏ်ယူခဲ့ကြပါတယ်။ မော်ရီဆာကေဝင်းကမြန်မာနိုင်ငံမှာလည်းအောင်မြင်ခဲ့ပြီးမြန်မာမင်္ဂလီပရိသတ်တွေကတက်တက်လောက်အားပေးခဲ့ကြပါတယ်။မြန်မာအမှုပညာရှင်တွေနဲ့လည်းအလောက်တူတူတွဲလောက်ခဲ့ကြသလိုဝင်းရှိုးတိုင်းဆိုပြီးတော့လည်းအောင်မြင်ခဲ့သေးပါတယ်နော်။မော်ရီဆာကေဝင်းရဲ့စိတ်ခုံနဲ့ဆိုတဲ့စကားလေးကတော့နာမည်ကြီးသွားခဲ့ပြီးမြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အတွက်လည်းဝမ်းသာပေးခဲ့ကြပါတယ်။မြန်မာပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်မော်ရီဆာကေဝင်းရဲ့တချင်နေကလည်းနာမည်ကြီးသွားသေးပါတယ်။မော်ရီဆာကေဝင်းကတော့မြန်မာဘာသာစကားနဲ့ဂျပန်ဘာသာစကားအပြင်အင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်ပြီးတော့သူ့ရဲ့အောင်မြင်မှုကိုဟောလိဝုဒ်အထိချက်ချွန်ထားပါတယ်။ င်ငံသားကစကားရီမှာလည်းတရုတ်ဆောင်ဖို့ပြီးမြန်မာလူမျိုးဂျပန်နိုင်ငံသားအဖြစ်ပဲကြိုးစားသွားတော့မှာပါ။ဒါကြောင့်ပြပမှာလည်းအမှုပညာအလုပ်တွေကိုလုပ်ကိုင်ဖို့လိုအပ်လာတဲ့ချိန်မှာဂျပန်နိုင်ငံသားအဖြစ်ပဲခံယူလိုက်တာဖြစ်ပါတယ်။မိုရီဆာကင်ဝင်းကဂျပန်နိုင်ငံသားခံယူလိုက်တာနဲ့ပတ်သက်ပြီးသူ့ကိုဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။မြန်မာပြည်သက်တွေကိုအတုံးချအောင်တက်တက်လာခဲ့တာလားဆိုတဲ့အထီးမြင့်နေကြပြီမြန်မာနိုင်ငံမှာငြိမ်းချမ်းသွားရင်ပြန်လာမယ်ဆိုတော့ကိုတို့သဘောမကျတဲ့သူတွေကအများနေပါတယ် လက်ရှိအခြေအနေတွေအရမိုရီဆာကီဝင်းကိုလည်းနားလည်ပေးနိုင်ကြပြီးတော့သူရွေးချယ်မှုကလည်းမှန်ကန်တယ်လို့ဆိုပါတယ်။ဂျပန်နိုင်ငံသားဖြစ်ပြီးသွားတဲ့မိုရီဆာကီဝင်းကမကြာသေးမီကကျင်းပခဲ့တဲ့အထက်လွှတ်တော်ရွေးကောက်ပွဲမှာပထမအကြိမ်ပဲပိတ်ခွင့်ရရှိခဲ့ပါတယ်။ဂျပန်နိုင်ငံသားခံယူလိုက်ပြီးတဲ့နောက်မှာလေမြန်မာနိုင်ငံကိုမိသွားမှာမဟုတ်ပါဘူးဆိုရက်မိုရီဆာကင်ဝင်းအပေါ်ဘလို့ထင်မြင်လဲဆိုတော့ကွန်မန့်မှာပြောခဲ့ပါဦးကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်